ကျွန်တော်ကျွန်တော် 3D မိတ်ဆွေများမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ဒါကျွန်တော် 3D မိတ်ဆွေများတို့ပေါ့နော်ပြန်ညာကဏ္ဍဖိုင်လေးကျွန်တော်တင်ပေးမယ်နော်အဲ့တော့ဘာလို့ပြန်ညာကဏ္ဍလေးကိုပြလဲဆိုရင်ပြီးခဲ့တဲ့နှစ်တည်းကဒါပုံလူဆိုင်ကလေးတကူကျွန်တော်ပြန်ပြပေးမယ်နော်ပြီးခဲ့တဲ့နှစ်တည်းကလည်းကျွန်တော်တို့ဒီမှာ brake လေးလိုရိုက်တယ်ပေါ့နော်ဒါပြီးခဲ့တဲ့နှစ်ကတည်းကပြပြီးတာပေါ့နော် brake လေးရဲ့ဆောင်းမှာသူ့ရဲ့ဘောကဏ္ဍပြန်ကြပေါ့နော်ဒီမှာလည်း brake လေးလိုထွက်တယ်သူ့ရဲ့ဆောင်းမှာထွက်တဲ့ကဏ္ဍကသူ့ရဲ့ဘောကဏ္ဍကျွန်တော်ဒီ၅တကူ၉၅တက်ဆိုပြီးဒါပြန်ကြရိုက်တယ်ပေါ့နော်ဒီမှာလည်းကျွန်တော်တို့ဒီ brake လေးလိုရိုက်တယ်သူ့ရဲ့ဆောင်းမှာ ဒီနားလေးမှာဒါပြန်ကြကြရမယ်ပေါ့နော်သူ့ရဲ့ဘောကနပြန်ကြဆိုပြီးတော့ဒါပြီးခဲ့တဲ့အနေက6 6ပြန်ကြ line လေးဒါကျွန်တော်တို့ပြခဲ့တဲ့ line လေးပေါ့နော်ခုကအဲ့လိုပုံလူ site ကလေးတစ်ခုထပ်ပြတာပေါ့နော်ဒီမှာဘူပဒိတ်လို့ရိုက်တယ်ပေါ့နော်ဘူပဒိတ်ရဲ့တပွဲကျော်မှာကြတဲ့ကနဒီ6 5တက်ဆိုတဲ့ကနလည်းသူ့ရဲ့ဘောကနပြန်ကြပေါ့နော်ဒီမှာလည်းကျွန်တော်တို့ဒီဘူပဒိတ်လို့ရိုက်တယ်တုံညပါတော့ဘူပဒိတ်လို့ရိုက်တယ်သူ့ရဲ့တပွဲကျော်မှာကြတဲ့6 6နဲ့ဆိုတဲ့ကနဟာသူ့ရဲ့ဘောကနဒါပြန်ကြပေါ့နော်ဒီမှာလည်းကျွန်တော်တို့တုံညပါတော့ဘူပဒိတ်ရိုက်ထားပြီပေါ့နော် အဲ့တော့သူ့ရဲ့တပွဲကြောင့်ပါဒီနားလေးမှာကျွန်တော်တို့ဒါပြန်ကြခဏလေးကစားဖို့ပေါ့နော်ပြန်ကြခဏလေးနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့ဒီနှစ်ကွက်သုံးကွက်ကျွန်တော်ပြပေးမယ်ပေါ့နော်အဲ့တော့ကြည့်ကြအောင်နော်ကျွန်တော်တို့ဒီနားလေးမှာကလင်နာတစ်ကျော်လုံးပါပေါ့နော်ဒီမှာကျွန်တော်တို့ဒီ836ဆိုတဲ့ကဏ္ဍသူကပြန်ကြရိုက်တယ်ပေါ့နော်ဒီကဏ္ဍလေးဟာဒီ site ကိုတေချာလေးကြည့်ပါခင်ဗျာဒီမှာ836ဒီ836ဆိုတဲ့ကဏ္ဍသူရအောင်မှာပြန်ကြလို့ရိုက်တယ်ပေါ့နော် အဲ့လိုရိုက်မိရာနဲ့သူ့ရဲ့အောက်ကကနန်းဟာဒီဘက်နဲ့ကနေဒီဘက်နဲ့ကိုလိုက်ထွက်တယ်ပေါ့နော်အဲ့လိုဖြစ်တာကလင်နာတကြောလုံးမှာဒါကျွန်တော်တို့သုံးကပ်ပဲရှိတယ်ပေါ့နော်အဲ့တော့90တခုနဲ့မှာခွန်36ဆိုတဲ့ကနန်းဟာပြန်ချလို့ရိုက်တယ်ပြန်ချလို့ရိုက်ပြီးရတဲ့ဒီသူ့ရဲ့အောက်က496ဆိုတဲ့ကနန်းဟာဒီဘက်နဲ့ကနေဒီဘက်နဲ့ကိုလိုက်ထွက်တယ်ပေါ့နော်အဲ့လိုထွက်ပြီးရတဲ့သူ့ရဲ့ဇောင်းမှာထွက်တဲ့ကနန်းဒီကနန်း ဒီကနေ့ကဒါ तू ကတခါတည်းဝမ်းကျင်းနေပါပါလားဗောနော်ဒီ site ရာဆိုရင် तू ကဝမ်းကျင်းနေပါပါလား तू ကဒီကနေ့ကဘယ်ကနေ့လဲဆိုရင် तू ရဲ့အပေါ်ကဒီ၃ည၈ကဝမ်းကျင်းဗောနော်၃ည၈ဝမ်းကျင်းလို့ဖြစ်မယ်ပြီးကြလို့ရှိရင်ကျွန်တော်တို့ဒီအသူရဲ့တပွဲကျော်ဗောနော်ခွန်၃၆ကရရင်တော့စောင်းဗောနော် तू ခွန်၃၆ရဲ့အောက်ကရရင်တော့တပွဲကျော်တန်းတန်းကဒီမှာ break ၃ကြာထားတဲ့အတွက် तू က break ၃ဗောနော် ကျွန်တော်ပြောတာရှင်းရမယ်လို့ထင်ပါနဲ့936ဆိုတဲ့ကဏ္ဍဒီကဏ္ဍလေးကပြန်ကြလို့ရိုက်တဲ့သူ့ရဲ့အောက်ကကဏ္ဍ496ဆိုတဲ့ကဏ္ဍဒီဘက်နဲ့ကနေဒီဘက်နဲ့ကိုလိုက်ထွက်တယ်သူ့ရဲ့ဆောင်းလေးမှာထွက်တဲ့ဒီကဏ္ဍသူ့ရဲ့အပေါ်ကကောင်းကဝမ်းချင်းလို့ဖြစ်မယ်ဒီ496ရဲ့ဒီပြန်ကြကဏ္ဍရဲ့အောက်ကဒီကဏ္ဍနဲ့တန်းတန်းပေါ့နော်တပွဲကျော်က330ဆိုတဲ့ကောင်းက brake 3ဖြစ်တဲ့အတွက်သူက brake 3 brake 3နဲ့ရိုက်တယ်ပေါ့နော်အဲ့တော့ဒီကောင်းကဝမ်းချင်းသူ့ရဲ့ဒီ ခွန်36ကကြည့်ရင်တော့သူ့ရဲ့ဇောင်းမြင့်ကုန်လေးပါပေါ့နော်ဘရိတ်သုံးထွက်ထားတဲ့အတွက်သူကဘရိတ်သုံးနေပဲသူကရိုက်တယ်ပေါ့နော်သူ့ရဲ့ဘောကခေါင်းကိုဝမ်းချိန်နဲ့ဘရိတ်သုံးလို့ရိုက်တယ်ပေါ့နော်ဒါတကတ်ပေါ့နော်ဒုတိယတကတ်ကလေးကျွန်တော်တို့သွားမယ်ပေါ့နော်ဒီမှာကျွန်တော်တို့2009ခုနှစ်မှာလဲ1395ဆိုတော့ခဏအဲ့နှစ်ထဲမှာကျွန်တော်တို့ဒီပြန်ကြလို့ရိုက်တယ်ပေါ့နော်ပြန်ကြလို့ရိုက်ပြီးတာနဲ့သူ့ရဲ့အောက်ကခဏ304ဆိုတော့ခဏလဲဒီဘက်နှစ်ကနေဒီဘက်နှစ်ကိုလိုက်ထွက်တယ်ပေါ့နော် အဲ့လိုထွက်ပြီးရတဲ့သူ့ရဲ့ဘေးမှာထွက်တဲ့ကနသူ့ရဲ့ဘေးကမှာထွက်တဲ့ကနဘယ်ဟာကောင်းလဲဆိုရင် သူ့ရဲ့ဘောကကောင်းကဝမ်းချင်းလို့ရိုက်မယ်ဒီတစ်တုံညာငားရဲ့ဇောင်းပေါ့နော်ပြန်ကြထွက်တဲ့ကောင်းရဲ့ဇောင်းသူ့ရဲ့အောက်ကရေရင်တော့တပွဲကျော်ပေါ့နော်ပြန်ကြထွက်တဲ့ကောင်းရဲ့ဇောင်းမြင်းကိုလေးမှာဗရိတ်ဆက်တဲ့လို့ထွက်ထားတယ်သူကဆက်တဲ့ break လေးနဲ့ပဲဒါပေါ့နော်ပြန်ကြဆက်တဲ့ break လေးနဲ့ပဲသူကရိုက်တယ်ပေါ့နော်သူက၄၅၆ဝမ်းချင်းဒီမှာတော့ကနန်းတူသူကပြန်ကြရိုက်သွားတာပေါ့နော် သူကတော့လိုချင်တာတော့ကျွန်တော်တို့ပြချင်တာဒီကောင်ကဒီဝမ်းချင်းလိုဖြစ်မယ်ဒီမှာ brace 7ဖြစ်လို့ဒီမှာ brace 7ဖြစ်ရမယ်ဆိုတော့656ဝမ်းချင်းနဲ့ brace 7ဆိုတော့သူကဒီ9လေးနှစ်ဆိုပြီးတော့သူကထွက်သွားပါတော့ဒုတိယတက္ကပ်ပေါ့နော်အဲ့တော့ကျွန်တော်တတိယတက္ကပ်ကိုကျွန်တော်တို့ session ပြပါမှာခင်ဗျတတိယတက္ကပ်မှာဒီမှာ9300ညအခွန်ဆိုတော့ခဏသူရအောင်မပြန်ကြလို့ရိုက်တယ်ပေါ့နော်အဲ့လိုရိုက်ပြီးတာနဲ့9300ခွန်ရအောက်က9300 6ဆိုတော့ခဏဒီဘက်နဲ့ကနေဒီဘက်နဲ့ကိုလိုက်ထွက်တယ်ပေါ့နော် အဲ့လိုထွက်ပြီးဆိုတော့သူ့ရဲ့ဇောင်းမှာကြမယ်ကနန်းကဘယ်ကောင်လဲဆိုရင်ဒီကောင်နှစ်နှစ်ခွန်က1ချိန်လို့ဖြစ်မယ်ဒီ9တုံညခွန်က1ချိန်လို့ ူရှေ့ကတိုင်ပြီးမယ်ဆိုရင်တော့နှစ်နဲ့ခွန်ကဒါ1ချိန်ပေါ့နော်ဒါ break ယူမယ်ဆိုလဲ तू က break ဆက်တယ်ဆိုတော့ကဏ္ဍလေးပဲ तू ကထွက်တာပေါ့နော်နှစ်နဲ့ခွန်ကဒါ1ချိန်လို့ဖြစ်မယ်ကိုးတုံညာခွန်ရဲ့ဇောင်းမြင့်ကုံလေးကဒီကောင်းလေးက break နှစ်နဲ့ခွန်1ချိန်နဲ့ break ဆက်တယ်ဆိုရင်ဒီနားလေးမှာကျွန်တော်တို့ကဒီနှစ်နဲ့ခွန်နှစ်နဲ့ခွန်လို့ပဲပြန်ထုတ်ရမှာပေါ့နှစ်ခွန်နှစ်လို့ပဲဒါကျွန်တော်တို့ပြန်ထုတ်ရမှာပေါ့နော်ဘာလို့ဆိုရင်ကျွန်တော်တို့ကဒီ ူရဲ့တစ်နှစ်ကျော်ဒီမှာလဲဒါကျွန်တော်တို့နှစ်ခုနှစ်နှစ်ခုနှစ်နှစ်ခုနှစ်လို့လို့သူကထွက်ထတာလေးတွေရှိတယ်ပေါ့နော်ဒီမှာတော့နှစ်နှစ်ခုလို့သူကထွက်ထတာပေါ့နော်ဒီ line လေးကိုဒါကျွန်တော်ရဲ့3 demand bar တွေကိုဒီချိန်မှာထိုးဖို့ဆိုပြီးတော့နှစ်နှစ်ခုလေးကိုလဲတခြား line တစ်ခုနဲ့ပေါ့နော်သူကတော့ break နဲ့အောက်မှာရိုက်တာ break နဲ့အောက်မှာရိုက်တာ break နဲ့ဆိုပြီးတော့ဒီချိန်မှာ break နဲ့ကလေးကိုကျွန်တော်ကထုတ်တယ်ပေါ့နော်အဲ့တော့ အဲ့လိုမဟုတ်ဖဲနဲ့ပေါ့နော်ခုကတမျိုးစဉ်းစားကြည့်တာပေါ့နော်အဲ့တော့ဒီကောင်ကဒီကိုသုံညာခွန်ဆိုတဲ့ကနာသူကပြန်ချလို့ရိုက်တယ်ကိုသုံပြန်ချလို့ရိုက်ပြီးရတယ်သူ့ရဲ့အောက်ကကိုသုံညာ6ကဒီဘက်နှစ်ကနေဒီဘက်နှစ်ကိုလိုက်ရိုက်တယ်သူ့ရဲ့အဆောင်မှာထွက်မယ်ဒီရှေ့နှက်ကအတိုင်းဆိုရင်တော့နှစ်နှစ်ခွန်က1ဂျင်းဒီကိုသုံညာခွန်ကကျွန်တော်တို့ဒီကိုသုံညာခွန်ဆိုတဲ့ကောင်ကကိုသုံညာခွန်ရဲ့အဆောင်မြင့်ကုန်လေးကဒီနှစ်နှစ်ခွန်ကပြိဿတ်တက်ထွက်တာလို့သူ့ရဲ့အောက်မှာလဲပေါ့နော် ဒီကျွန်တော်တို့ brace set တယ်လို့ထွက်ထားအောင်ပါဘောနော်ဒီဘက်နဲ့ကဒီဘက်နဲ့ကိုလိုက်ထွက်တယ်ခဏရေစောင်းမှာလဲ brace set တယ်လို့ဖြစ်ရမယ်နှစ်နှစ်ခုံဝန်းချင်းနဲ့ဆိုရင်တော့ဒီချင်းလေးမှာဒါနှစ်ခုံနှစ်ဆိုတော့ခဏလေးဒါပြန်ထိုးရမှာပေါ့နော်အဲ့တော့ကျွန်တော်ဒီ line လေးနဲ့ပြန်ကြပေါ့နော်ဒီ line လေးနဲ့ brace 30ရဲ့တပွဲချုံမှာပြန်ကြ brace 30ရဲ့တပွဲချုံမှာပြန်ကြပေါ့နော် brace 30ရဲ့တစ်နှစ်ချတန်းတန်းမှာသုံးညပါတော့ brace 30ရဲ့တစ်နှစ်ချတန်းတန်းမှာပြန်ကြဆိုရင်လဲဒါပြန်ကြ line လေးနဲ့ပတ်သက်ပြီးတော့မှဒီနှစ်နှစ်ခုံနှစ်ခုံနှစ်ဆိုပြီးတော့ဒါကျွန်တော်တို့ထိုးဖို့ပေါ့နော် နောက်တစ်ခါကျွန်တော်တို့သွားပါမယ်ခင်ဗျာ နောက်တစ်ခါကတော့ဗောနော်ဒီကမှာကျွန်တော်တို့ဒီ signature line နေမှာလဲဒါ signature line နေပဲကြီးကြီးဒါကျွန်တော်တို့ဒီ1 2 3 4 5 6 6ချိန်လုံးကလဲသူကဒီလိုဖြစ်ဖူးလေဗောနော်6ချိန်မှာလဲခွန်ထိတ်သူက20ချ6ချိန်မှာလဲခွန်ထိတ်ဗောနော် နှစ်20ချာဒါ6ချိန်မှာလဲဒါခွန်လုံးပိုင်းဆိုပြီးတော့ကျွန်တော်ပြခဲ့တဲ့ line ပေါ့နော်ခွန်ကတော့ထိတ်ကလာခြင်းမှလာမယ်ဒီလောက်ထွက်အချိန်များနေလို့ရှိရင်သူလုံးပိုင်းအနေနဲ့ပဲပြေးမယ်ဆိုပြီးတော့ဒါကျွန်တော်တို့ပြောခဲ့တဲ့ line ပေါ့နော်သူက10နှစ်ချာမှာလဲကျွန်တော်တို့ခွန်လုံးပိုင်းပေါ့နော်ခွန်ထိတ်နဲ့ပြေးတာပေါ့နော်သူရှိကတ်တွေမှာတော့ဒီမှာတော့ကျွန်တော်တို့ဒီ6ချက်ခွန်မှာခွန်လုံးပိုင်းလေးပဲကြာတာပေါ့နော်အဲ့တော့ဒီမှာလဲကျွန်တော်တို့ခွန်လုံးပိုင်းလေးဖြိုက်တယ်ပေါ့နော်10နှစ်ချာ6 6ချိန် 6ချိန်မှာပေါ့နော်ဆယ်နှစ်ချ9ဆုံးနဲ့ခုနှစ်ဆယ်နှစ်ချ line နေမှာဒါခွန်ထိတ်ဆိုပြီးတော့ပေးတယ်လို့ပဲပေါ့နော်သူရနဲ့20ချ line လဲသူကခွန်ထိတ်လို့ပေးတယ်ပေါ့နော်အဲ့လိုပုံစံတူလေးလည်းဒီမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီနားလေးမှာကျွန်တော်တို့ဒီ၄လုံးပိုင်းလေးရှိတယ်ပေါ့နော်ဒီမှာလည်းကျွန်တော်တို့ဒီ20နှစ်ချ line လို့ရှိရင်သူ့ရှိကအတိုင်းပဲကျွန်တော်တို့၄ထိတ်ဆိုတဲ့ကဏ္ဍထွက်တယ်20ချ line ရင်၄ထိတ်ဆိုတဲ့ကဏ္ဍထွက်တယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘူးကျွန်တော်တို့နှစ်20ချ line မဲ့ line နဲ့ line မဲ့ဆိုရင်2005ခုနှစ်မှာလည်း၄ထိတ်ဆိုတဲ့ကဏ္ဍလေးထွက်တယ်2000 85ခုနဲ့မှာလဲဒါ၄ထိပ်ဆိုလဲကဏ္ဍလေးထွက်တယ်ပေါ့နော်အဲ့တော့ဒီချိန်မှာဆိုလိုတာသူရှိကတ်တိုင်းပေးဦးမှာဆိုရင်၄လုံးပိုင်းလေးရှိတယ်ပေါ့နော်၄လုံးပိုင်းလေးရှိတဲ့အတွက်ကျွန်တော်ဒီ6ရှစ်လေးဆိုတဲ့ကဏ္ဍ6လေးဆိုတဲ့ကဏ္ဍလေးကိုပြန်ချလိုင်းလေးဒါကျွန်တော်ဒီ9နောက်ပိတ်အောက်မှာဒီ900ကိုပြန်ချကြရမယ်ဆိုပြီးတော့ဒါကျွန်တော်တို့ပြထားတဲ့လိုင်းလေးရှိတယ်ပေါ့နော်ဒါနဲ့ကျွန်တော်တို့ခုချိန်မှာတော့ဒါအဲ့တော့ကပြခဲ့တဲ့လိုင်းလေးအတိုင်းပဲဒါကျွန်တော်တို့ဟိုးရေ၄ချိန်မှာကျွန်တော်ရဲ့ video file လေးကိုကြည့်တဲ့လူဆိုရင်တော့ဒါတိမှာပေါ့နော် ဒီချိန်လေးမှာကျွန်တော်ခုနောက်ပိုင်းရဲ့အောက်မှာဒါပြန်ကြရှိတယ်ဆိုပြီးတော့ဒါပြီးခဲ့တဲ့အချိန်မှာလည်းကျွန်တော်တို့ရှက်ကူးလေးဆိုတဲ့ကဏ္ဍကိုကျွန်တော်ထည့်ပေးခဲ့တယ်ပေါ့နော်ဘေးလိုက်နဲ့ထည့်ပေးခဲ့လဲဆိုလို့ရှိရင်ဒီ line လေးကိုအစဖော်လိုက်ပဲဆိုလို့ရှိရင်ဒါကျွန်တော်ရဲ့ 3D မိတ်ဆွေများအနေနဲ့မှတ်မိမှာပေါ့နော်အဲ့တော့ calendar ကြိုးလုံးမှာပေါ့နော်ခါသုံးလုံးပေါင်းကို၄လို့ထောင်းတယ်ခါသုံးလုံးပေါင်းကိုခွန်လို့ထောင်းတယ်ပေါ့နော်အဲ့လိုခါသုံးလုံးပေါင်း၄ခါသုံးလုံးပေါင်းခွန်လို့ရိုက်တယ်အဲ့လိုရိုက်ပြန်တဲ့သူ့ရဲ့နောက်နေမှာတက်ခါခွာလေးဆိုတဲ့ကဏ္ဍထွက်တယ်ပေါ့နော်ဒီမှာခါသုံးလုံးပေါင်း၄ဖြစ်လို့ ဒါခွာလေးပေါ့နော်ဒီခါ6လုံးပေါင်းရင်ဆက်တက်ဖြစ်လို့ဒါတက်ခါပေါ့နော်အဲ့တော့တက်ခါခွာလေးဆိုတဲ့ကဏ္ဍလေးထွက်တယ်ပေါ့နော်သူ့ရဲ့အောက်မှာဒါပရိတ်သူ့ရဲ့အောက်မှာထွက်တဲ့ကောင်ကသူ့ရဲ့ဇောင်းမြင်းကောင်ကဒီမှာပရိတ်သုံးရှိတဲ့အတွက်ဒီကိုပရိတ်သုံးလို့ရိုက်တယ်ပရိတ်သုံးကဒီမှာပရိတ်သုံးရှိတဲ့အတွက်ဒီမှာပရိတ်သုံးကိုရိုက်တဲ့အချိန်မှာပူးခွာနဲ့ပရိတ်သုံးလို့ရိုက်တယ်ပေါ့နော်ပူးခွာနဲ့ပရိတ်သုံးလို့ရိုက်ပြရကြမှာသူ့ရဲ့ဇောင်းလေးမှာပေါ့နော်တက်ခါခွာလေးရဲ့ဘေးလေးမှာခွန်ခါလို့ရိုက်တယ်အဲ့လိုရိုက်ပြတာနဲ့အဲ့ခွန်ခါကြောင့်သူ့ရဲ့နောက်နဲ့မှာ ခုနသုံးချိန်မှာ compress ဆိုတဲ့ကဏ္ဍလေး လိုက်ထွက်တယ်ပေါ့နော်ခွန်ပါတော့ခွန်ပရိတ်လို့ထွက်တယ်ခွန်ပါတော့ခွန်ပရိတ်လို့ထွက်ပြီးရတယ်သူ့ရဲ့အောက်မှာကြားတယ်၄၅လေးဆိုတော့ကနာသူ့ရဲ့အောက်မှာဒါပြန်ကြပေါ့နော်ပြန်ကြကြတော့ကျွန်တော်တို့ဒီခွန်နောက်ပိတ်ရဲ့အောက်မှာပဲသူကပြန်ကြကြတာပေါ့နော်အစတော့၃ခွန်တွဲရဲ့အောက်ပေါ့နော်၃ခွန်ဒါညီကိုတွဲလေးဖြစ်နေရပေါ့နော်အဓိကယူမယ်ဆိုရင်တော့ခွန်နောက်ပိတ်ရဲ့အောက်မှာဒါပြန်ကြလို့ရိုက်ရိုက်တာပေါ့နော်ဒီကျွန်တော်ပြန်ရှင်းပြမယ်နော်ခါသုံးလုံးပေါင်း၄လို့ဖြစ်တယ်ခါသုံးလုံးပေါင်းခွန်လို့ဖြစ်တယ်အဲ့လိုခါသုံးလုံးပေါင်း၄ခါသုံးလုံးပေါင်းခွန်လို့ဖြစ်ပြီးရတယ်ဒီခါသုံးလုံးပေါင်း၄ရဲ့သူ့ရဲ့နောက်နှစ်နှဲဥမှာဒ ဒါကျွန်တော်တို့ခွာလေးလို့ရိုက်တယ်ဗောနော်ခါချော်လုံးပေါင်းရင်စက်တဲ့ဖြစ်လို့တက်ခါဗောနော်အဲ့တော့တက်ခါနဲ့ခွာလေးကနန်းထွက်တယ်ဗောနော်သူ့ရဲ့အောက်မှာပရိတ်သုံးဆိုတဲ့ကနန်းဘယ်ကနန်းလဲဆိုသူ့ရဲ့ဇောင်းမြင့်ကောင်က3.6ကပရိတ်သုံးဖြစ်တဲ့အတွက်သူ့ရဲ့ဒါဇောင်းမြင့်ကောင်လေးကိုအပူခွာနေပရိတ်သုံးလို့သူကလိုက်ပေးတယ်အဲ့ဒါလိုက်ပေးပြီးတာနဲ့အဲ့လိုလိုက်ပေးပြီးတာနဲ့သူ့ရဲ့ဒါကျွန်တော်တို့ဒီနောက်နေ့မှာတက်ခါခွာလေးအနောက်နေ့မှာခွန်ခါလို့ရိုက်တယ်ခွန်ခါလို့ရိုက်ပြီးနေအဲ့ခွန်ခါကိုသူကဒီသူ့ရဲ့နောက်နှစ်၃ချိန်မှာပေါ့နော် ခွန်ပါတော့ခွန်ပရိတ်လို့ရတယ်ခွန်ပါတော့ခွန်ပရိတ်ရဲ့အောက်က၄၅လေးဆိုတော့ကနာသူ့ရဲ့အောက်မှာဒါပြန်ကြပါတော့ပြန်ကြကြလို့ရှိရင်ခွန်နောက်ပိတ်ရဲ့အောက်မှာပဲကြတာပေါ့နော်ဒါတကတ်ပေါ့နော်ဒီမှာလဲကျွန်တော်တို့2008မှာခါသုံးလုံးပေါင်းလေးလို့ဖြစ်တယ်ပေါ့နော်ခါသုံးလုံးပေါင်းခွန်လို့ဖြစ်တယ်ပေါ့နော်ခါသုံးလုံးပေါင်းလေးကသူကခွာလေးလို့ရိုက်မယ်ပေါ့နော်ခါချောက်လုံးပေါင်းရင်7ဖြစ်လို့တက်ခါပေါ့နော်အဲ့တော့တက်ခါနဲ့ခွာလေးကနေနှစ်ဦးမှာလိုက်ထွက်တယ်ပေါ့နော်2009မှာလိုက်ထွက်ပြီးရတဲ့သူကသူ့ရဲ့အောက်မှာ ပရိသတ်တဲ့ကဏလေးထွက်တယ်ပေါ့နော်အပရိသတ်တဲ့ကဏဘယ်ကကဏလဲဆိုရင်သူ့ရဲ့စောင်းမြင်းကုန်လေးမှာဒီမှာပရိသတ်တဲ့ထွက်ထားတဲ့အတွက်ဒီတစ်ခါခွာလေးရဲ့အောက်မှာလဲအပူခွာနဲ့ပရိသတ်တဲ့လို့သူကလိုက်တယ်ပေါ့နော်အဲ့လိုလိုက်ပြန်တဲ့သူ့ရဲ့နောက်နေမှာခွန်ခါလို့လိုက်ရိုက်တယ်ပေါ့နော်အဲ့ခွန်ခါကြောင့်သူ့ရဲ့နောက်နှစ်၃ချိန်မှာခွန်ပါတော့ခွန်ပရိလို့ရိုက်တယ်ပေါ့နော်ခွန်ပါတော့ခွန်ပရိရဲ့အောက်မှာမှဒါ ကြရတဲ့ကနာ၃ည၃ခုံဆိုတဲ့ကနာအဲ့နှစ်ထဲမှာပြန်ကြလို့ရိုက်တယ်ပေါ့နော်ပြန်ကြလို့ရိုက်မယ်ဆိုရင်လည်းသူကခွန်နောက်ပိတ်ရဲ့အောက်မှာပဲရိုက်တာပေါ့နော်အစရိုက်တော့ကျွန်တော်တို့ဒီ၃ခုံတွဲရဲ့အောက်မှာဒါပြန်ကြလို့ရိုက်တယ်ဒုတိယရိုက်တော့၄ခုံတွဲပေါ့နော်ဒါညီကိုတွဲလေးဖြစ်နေတာကိုပြပြတာပေါ့နော်အဓိကတော့ကျွန်တော်တို့က၃ခုံ၄ခုံ၂ခုံတွဲရဲ့အောက်ပေါ့နော်အခုချိန်ဆို၂ခုံတွဲရဲ့အောက်ကလေးကအောက်ကလေးမှာကြာနေတဲ့အတွက်ဒါညီကိုတွဲလေးကိုယူပြတာပေါ့နော်အဓိကတော့ခွန်နောက်ပိတ်ရဲ့အောက်မှာဒါပြန်ကြဆိုတဲ့ကနေလေးလိုက်ထွက်တာပေါ့နော်အဲ့တော့ တတိယတကကျွန်တော်တို့ကညီညီလေးကျွန်တော်ပြပေးမယ်နော်အဲ့တော့ဒီမှာလဲကျွန်တော်တို့ခါသုံးလုံးပေါင်း၄လို့ဖြစ်တယ်ခါသုံးလုံးပေါင်းခွန်လို့ဖြစ်တယ်ခါသုံးလုံးပေါင်း၄ဖြစ်လို့သူရဲ့နောက်နေနှစ်ဦးမှာခွာလေးလို့ရိုက်တယ်ခါ၆လုံးပေါင်းရင်၁၁ဖြစ်လို့တက်ခါလို့ရိုက်တယ်ပေါ့နော်သူရဲ့အောက်မှာလဲဒါကျွန်တော်တို့အပူခွန်နဲ့ဗရိတ်၆ဆိုတော့ခဏရိုက်တယ်အပူခွန်နဲ့ဗရိတ်၆ကဘယ်ကလာတဲ့ဗရိတ်၆လဲဆိုလို့ရှိရင်သူရဲ့ဇောင်းမြင့်ကောင်မှာဒီမှာဗရိတ်၆ဖြစ်တဲ့အတွက်ဒီတက်ခါနဲ့ခွာလေး အောက်ကိုပေါ့နော်ဘူးခွန်နဲ့ break ချလို့သူအလှမ်းပို့တယ်ပေါ့နော်အဲ့လိုပို့ပြီးတယ်သူရဲ့နောက်နှစ်မှာရှေ့ကအတိုင်းမှာခွန်ခါလို့ရိုက်တယ်ခွန်ခါလို့ရိုက်ပြန်တဲ့သူရဲ့နောက်နှစ်၃ချိန်မှာဒါခွန်ပါတော့ခွန် break လို့ရိုက်တယ်ပေါ့နော်ခွန်ပါတော့ခွန် break လို့ရိုက်ပြန်တဲ့သူရဲ့အောက်က၈၉လေးဆိုတဲ့ခဏဟာဒါပြန်ချလို့ရိုက်ရမယ်ပေါ့နော်ပြန်ချလို့ရိုက်ရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီခွန်နောက်ဘေးရဲ့အောက်မှာပဲပေါ့နော်ကျွန်တော်ခွန်နောက်ဘေး ခုနောက်ပိတ်ကြအတိုင်းဒီ site လေးကိုဒါကျွန်တော်တို့အမြဲတမ်းပြနေကြပါတော့အဲ့တော့ခုနောက်ပိတ်ရဲ့အောက်ကလေးမှာဒါပြန်ကြဆိုလို့ရှိရင်လေးဒီ10နှစ်ချလိုက်နေဆိုရင်လည်းဒါလေးလုံးပိုင်းလေးရှိရပါတော့10နှစ်ချလိုက်နေပဲကြည်ကြည်20ချလိုက်နေပဲကြည်ကြည်ပါတော့သူကတော့ဒီရှေ့ကတိုင်းဆိုတော့သူကတော့၄ထိပ်လေးပြီးတော့ပေါ့နော်ဒါနဲ့ကျွန်တော်ပြောသလိုပဲဒီမှာ9ထိပ်လေး6ချိန်လုံးကလည်းကျွန်တော်ဒီမှာဒီ signature line နဲ့9လုံးပိုင်းလေးကိုပြဖို့တယ်ပေါ့နော်ဒီမှာ စနေချလိုက်မှာခွန်ထိတ်စနေချလိုက်မှာခွန်ထိတ်ပေါ့နော်ဒါမှမဟုတ်ဘူးကျွန်တော်တို့နှစ်နဲ့ဆယ်ချလိုက်ဆိုရင်လည်းနှစ်နဲ့ဆယ်ချမှာလည်းခွန်ထိတ်လို့ရိုက်တယ်နှစ်နဲ့ဆယ်ချမှာလည်းခွန်ထိတ်လို့ရိုက်တယ်ပေါ့နော်ဒါမှဒါပြင်းနဲ့6ကြိမ်မှာတော့ तू ကခွန်ထိတ်လို့ပြီးမသွားဘဲနဲ့ခွန်လုံးပိုင်းအနေနဲ့ပဲ तू ကပြီးသွားတယ်ပေါ့နော်အဲ့ဒါလေးကိုနမူနာယူပြီးတော့ ကျွန်တော်တို့ကဒီနားလေးမှာလေးထိတ်လို့ယူမလားပေါ့เนาะဒါမှမဟုတ်ဒီရှစ်ကူးလေးပတ်လဲဟိုအားထိုးမလားပေါ့เนาะနှစ်ခွနှစ်ကတော့ဒီမှာသူ့ရဲ့ရှစ်ကတိုင်ဆိုတော့နှစ်ခွနှစ်တဲ့ပေါ့เนาะနှစ်ခွနှစ်တဲ့နှစ်ခွနှစ်တဲ့ပေါ့เนาะဒါပရိစတဲ့ရအောင်ဒါပရိစတဲ့ပရိစတဲ့ကြရမှာပေါ့เนาะသူ့ရဲ့ဘောကဝမ်းကြိမ်းနဲ့မှာပရိစတဲ့ဆိုရင်တော့နှစ်ခွနှစ်ဆိုတဲ့ကဏ္ဍထိုးရမှာပေါ့เนาะဒီ ကျွန်တော်တို့ဒီခါတုံးလုံးမောင်းလေးခါတုံးလုံးမောင်းခုံဖြစ်ပြီးသူ့ရဲ့နောက်နေမှာတခါခွာလေးလိုရိုက်တယ်ခုံပိတ်လိုရိုက်တယ်ဆိုရင်တော့ဒီရှစ်ကိုးလေးဆိုတဲ့ကနန်းလေးထိုးအောင်ပါဘောနော်ဒိုင်းနဲ့ပြန်ကြရတယ်ကတော့ဒါခုလို့ဒီမှာလည်းကျွန်တော်ကဒီ brace set တွေကိုပြတဲ့အချိန်မှာဒီနားလေးမှာကျွန်တော်ကဆွနော့အကန့်နဲ့လည်းဒါ brace set တဲ့ကလေးရှိတယ်ဗောနော် brace set တဲ့ရှိတဲ့အတွက်ကျွန်တော်တို့ဒီဒီနားလေးမှာဗောနော်ဒီကောင်း ဒီကောင်ကဒီကိုပြန်ကြလို့ရိုက်တယ်936ကဒီဘက်နဲ့ကိုဒီဘက်နဲ့ဒီဘက်နဲ့ကနေဒီဘက်နဲ့ကိုလိုက်ထွက်တယ်သူရဲ့ဆောင်းမှာထွက်တဲ့ကောင်က936ရဲ့ကောင်ကဆောင်းမြင်းကောင်ကကောင်ကဒါပရိတ်လို့ဖြစ်ရမယ်သူရဲ့အပေါ်ကကောင်ဝိုင်းချင်းလို့ဖြစ်ရမယ်ဆိုရင်ဒါ2ခုနဲ့ဝိုင်းချင်းနဲ့ပရိတ်ဆက်တဲ့ဆိုရင်တော့2ခုနဲ့နှစ်ခုဝိုင်းချင်းနဲ့ပရိတ်ဆက်တဲ့ဆိုရင်တော့ဒါ2ခုနဲ့ဆိုတဲ့ကဏ္ဍလေးထိုးအောင်ပါဘောနော်ဒီ line လေးနဲ့ကျွန်တော်တို့ဒီ signature line လေးနဲ့လေးလုံးပိုင်းလေးကြိုက်တယ်ဆိုရင်တော့ကျွန်တော်တို့ကဒီ၄၄ခုရှိဆိုတဲ့ကဏ္ဍလေး ဒါထိုးရမှာပေါ့နော်ဒီကျွန်တော်တို့ဘာလို့ပြန်လဲဆိုလို့ရှိရင်အကောင့်ပြန်ကြကဏ္ဍလေးတွေကဒါကျွန်တော်တို့ဘူပရိရဲ့တပွဲကြော်ဒီမှာလည်းပြန်ကြပေါ့နော်ဘူပရိရဲ့တပွဲကြော်မှာကြားတဲ့ဒီငါကိုငတ်တယ်ဆိုတဲ့ကဏ္ဍလေးလည်းသူ့ရဲ့ပေါ်ကဏ္ဍပြန်ကြလို့ရိုက်တယ်ဒီမှာလည်းဘူပရိကလေးရိုက်ထားတယ်ပေါ့နော်သူ့ရဲ့ပေါ် တဝဲကျော်တစ်နှစ်ကျော်တန်းတန်းလေးမှာကြားထားတဲ့66နှစ်ဆိုတဲ့ကောင်လည်းသူ့ရဲ့ဘောကနေပြန်ကြလေးဖြစ်သွားလို့ပေါ့နော်ဒီမှာလည်း3ညပါတော့ဘူးပရိတ်ပေါ့နော်သူကဖြစ်တော့3ညပါတော့ဘူးပရိတ်ရဲ့တပွဲကျော်ပေါ့နော်3ညပါတော့ဘူးပရိတ်ရဲ့တပွဲကျော်မှာပြန်ကြရပေါ့နော်အဲ့တော့ဒီနားလေးမှာလည်း3ညပါတော့ဘူးပရိတ်ရဲ့တပွဲကျော်မှာပြန်ကြရဆိုလို့ရှိရင်အဲ့ထက်ကကောင်းလို့ရရလေးရွေးပြီးမယ်ဆိုရင်တော့ဒီကျွန်တော်တို့ဒီ6 9 8ဆိုတဲ့ကနေလေးရဲ့2 9 2ဆိုတဲ့ကနေလေးရဲ့ပေါ့နော် ကြိုက်တယ်နော်ကြိုက်နှစ်သိရင်လည်းဒါပြန်ကြဆိုင်ကလေးနဲ့ပတ်သက်ပြီးတော့ကြိုက်နှစ်သိရင်လည်းအသုံးပြုလို့ရအောင်ကျွန်တော်ရဲ့ 3D မိတ်ဆွေများတွေတင်ပြလိုက်ခြင်းဖြစ်ပါတယ်နော်နောက်ထပ်ကျွန်တော်တို့ဒီတခြားဝမ်းကြီး site တွေပရိသတ်တွေနဲ့ကဏ္ဍလေးကိုလည်းဒါထပ်ပြီးတော့တင်ပြပါအောင်မယ်ခင်ဗျာအဲကဏ္ဍလေးကျွန်တော်ရဲ့ video file လေးကိုမတွေ့ရသေးဘူးဆိုရင်လည်းကြာကျွန်တော်ရဲ့ channel လေးကိုပေါ့နော် YouTube channel လေးကို like နဲ့ subscribe လေးလုပ်ထားတော့ခင်ဗျာနောက်ထပ် video file တွေလည်းကျွန်တော်အနေနဲ့အများကြီးတင်ဖို့ကြံပါသေးရနော်